ထမိုင်းမှရိုးရှင်းတဲ့လက်စစ်ပစ္စည်းလေးအခုနဲ့ဘက်ထရီ6လုံးကိုတုံးပြီးအချိန်ပြင်းပြင်းနဲ့တွားနေတဲ့တော်ဝင်စားဖို့ရထားကြီးသစင်းကိုရက်တန့်စေကာဒီနေ့ခေတ်တန်ဖို့ပေါင်တန်း90ကျော်နဲ့ညီမျှတဲ့ငွေတွေကိုလူရက်သွားခဲ့တဲ့ဓာဖြတ်တိုင်မှုကြီးတစ်ခုရှိခဲ့တယ်ဆိုတာသင်ပြီးပါလားတင်ပြပါတယ်လားပြီးခဲ့တဲ့အပိုင်းမှာတော့ဂါဒနာပြားလိုက်ကအမှုပညာခိုးယူမှုအကြောင်းကိုတင်ဆက်ခဲ့ပါတယ် ဒီနေ့သမိုင်းဝင်အကြီးကျယ်ဆုံးဓာဖြတ်တိုက်မှုများ series ရဲ့တတိယအပိုင်းမှာတော့ Britain နိုင်ငံရဲ့ Gandwin ထည့်ရဆန်း The Great Train Robbery အကြောင်းကိုတင်ဆက်ပေးပါမှာပါ1963ခုနှစ်ဩဂုတ်လ10ရက်နေ့နနအစောပိုင်း3နာရီ Glasgow ကနေ London ကိုထွက်ခွာလာတဲ့တော်ဝင်စားဖို့ရထားကြီးဟာအင်္ဂလန်ရဲ့ကျေးလက်ဒေါ်လာလေးတွေကိုဖျက်တမ်းပြီးအချိန်ပြင်းပြင်းကမောင်းနေနေခဲ့ပါတယ်ဒီရထားပေါ်မှာတာမန်စားဖို့တစိမ့်ခေါင်းတယ်ပြီး ဘန်တွေကနေလန်ဒန်ကိုပို့ဆောင်မယ်ပတ်စံအဟောင်းအကျဉ်းထုတ်ကြည့်ပြီးပါတည်ဆောင်းလာခဲ့ပါတယ်အဲ့ဒီညကယထားပေါ်မှာပါလာတဲ့ငွေပမာဏကပေါင်2သမခောက်တန်းဒီနေ့ခေတ်တန်ပိုးပေါင်350ကျော်အထိရှိခဲ့ပါတယ် Bruce Reynolds ဦးဆောင်တဲ့ဒါဗျာစမယုတ်ပါတဲ့အခွဲဟာဒီယထားကိုလာပေါင်းများစွာစောင့်ကြည့်လစ်လာတဲ့နောက်မှာတော့သူတို့ရဲ့အစီအစဉ်ကိုအကောင့်ထဲပေါ်ဖို့အတင်းပြင်းနေခဲ့ပါတယ်သူတို့ရဲ့စီစဉ်ကရိုးရှင်းတဲ့လောက်အလွန်ထိရောက်ခဲ့ပါတယ် သူတို့ဟာယထာလာမေမမိပွင့်တစ်ခုစီကိုသွားပြီးအစင်းရောင်မီလုံးကိုတားရဲ့အေကနဲ့နဲ့ဖုံးအောက်လိုက်ပါတယ်။ပြီးတော့ဘက်ထရီ၆လုံးနဲ့ချိတ်ဆက်ထားတဲ့မီလုံးအနီရောင်တစ်ခုကိုထွန်းညိလိုက်ပါတယ်။ယထာမောင်းသမားဂျက်မေးလ်စ်ဟာဒီအချက်ပြမီနီကို တွေ့တဲ့အခါမှာတော့အရှိမအန်ဒီရဲ့တစ်ခုခုရှိတယ်လို့ထင်ပြီးယထာကိုအရေးပေါ်ရပ်တန့်လိုက်ပါတယ်။ယထာရက်သွားတာနဲ့ဓားပြတွေဟာယထာဘော်ကိုတက်ရောက်ပြီးယထာမောင်းသမားကိုဖမ်းဆီးကာ တန်ဖိုးရှိတဲ့ငွေတွေပါတဲ့ဒုတိယတွဲ30တဲကိုပဲဇန်နေ့ရထားတွဲတွေနဲ့ချိဆက်ဖြုတ်လိုက်ပါတယ်။ပြီးတော့သူတို့ချွတ်တဲ့စောင်းတန်းနေတဲ့ Bradico တရားအထိရထားကိုမောင်းနေစေကတရားအောင်မှာတော့ truck ကားတွေနဲ့အတူစောင်းတန်းနေတဲ့အဖွဲ့ဝန်တွေကပတ်စံ8ပေါင်20ကိုလူသားကွင်းဆက်လို့လက်စင်ကမ်းပြီး truck ကားတွေဘက်ကိုတင်းဆောင်ပြီးမောင်းလိုက်တဲ့ညတွေကိုထွက်ပြေးလွတ်မြောက်သွားခဲ့ကြပါတယ်။ဒီဖြစ်စဉ်တစ်ခုလုံးဟာမိနစ်30အတွင်းမှာပဲပြီးဆုံးသွားခဲ့ပါတယ်။သူတို့ရဲ့ getaway ကတော့ Leather Slave Farm လို့ခေါ်တဲ့ကျူတင်ငန်းရံထားတဲ့လယ်စခန်းတစ်ခုကြီးပါသူတို့ရဲ့အစည်းအဝေးကတော့ရဲတွေရဲ့ရှာဖွေမှုတွေညင်တက်သွားတဲ့ဒီတပတ်လောက်ဒီမှာပုံအောင်နေဖို့ပါပဲဒီချိန်တွင်းမှာသူတို့ဟာအောင်ပွဲခန်းတဲ့အနေနဲ့ Monopoly game ကိုကစားခဲ့ကြပါတယ်ဒါပေမဲ့ဒီ Monopoly game ကပဲသူတို့ကိုသစ္စာဖောက်ခဲ့ပါတယ်သူတို့တင်လာတဲ့ရဲရဲရှာဖွေမှုကပိုပြီးမြန်ဆန်နေတဲ့အတွက်သူတို့ဟာလက်စခန်းကနေအလင်းမြန်ထပြေးခဲ့ရပြီးအဲ့ဒီမှာတတိယကပစ္စည်းတွေကိုတည်တည်ချာချာရှင်းလင်းဖြစ်စီတော့မှုမိတ်ကြံနေကြပါတယ် ရဲတွေလက်စကန်ကိုရောက်လာတဲ့အခါမှာတော့ Monopoly game ဘုတ်ပေါ်ပေါ်မှာဓာပြတဲ့ရဲ့လက်ဖွဲ့ရည်ကိုအများကြီးတွေ့ရှိခဲ့ပါတယ်။ဒါကပဲသူတို့ကိုတယောက်ပြီးတယောက်ခေါက်ထုတ်ဖန်ဆီးနိုင်ခဲ့တဲ့အထူးကတဲတန်စာဖူကြီးတစ်ခုဖြစ်သွားပါတယ်။အဖွဲ့ဝင်များစုကဖန်ဆီးခံခဲ့ရပြီးမဲ့ Ronnie Bix လို့အကျိုးကတော့ထောင်ဖောက်ပြီးပြီးနှစ်ပေါင်းများစွာလွတ်မြောက်နေခဲ့ပါသေးတယ်။ခွေးသွားတဲ့ငွေအများစုကတော့ယနေ့ခေတ်သည်ပြန်လည်တွေ့ရှိမှကြပါဘူးဒီလိုနဲ့ဗြိတိန်ရဲ့အကြီးအကျယ်ဆုံးဓာတ်ပြတိုက်မှုကြီးက ကလေးကစားရောက်တဲ့ပုံမှာလက်ဖွဲ့ရရကြောင်းအဆုံးတတ်ခဲ့ရပါတယ်။နောက်တစ်ခါသမိုင်းဝင်အကြီးကျယ်ဆုံးဒါပြတိုက်မှုများ series ရဲ့နောက်တစ်ပိုင်းပါတော့နယူးယောက်မြို့ကလေးစိတ်ကူးမှဖြစ်သွားပြီးနာမည်ကျော် Goodfella Station ကိုတောင်းရိုက်ကူးဟရတဲ့ကြံထန်းတဲ့မာဖီးယားဂုံနဲ့ Lufthansa Heist အကြောင်းကိုတင်ဆက်ပေးသွားပါမယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တိုင်း Like and Follow လုပ်ပြီးသင်ရဲ့မိတ်ဆွေတွေကို Share လုပ်ပေးပါဦး။ဗီဒီယိုလေးကိုအဆုံးသတ်ကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။